။ဆုံးမင်္ဂလာပါ။ယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုမကုတ်တူစူးစီးတင်ဆက်ထားတာပါ။မင်္ဂလာပါ။မိုးကုတ်ဒေသခံတွေကစစ်တပ်ကိုတံမုံတီးပြီးဆန္ဒပြနေကြတယ်တဲ့။စစ်တပ်ပြောင်းဝင်လာမှဆိုလို့မိုးကုတ်ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်တဲ့။ပြည်ဖြတ်မိကန်နဲ့ငွေဝယ်ကျွန်းတွေမဆားရတဲ့မဲကိုတင်းနေပတ်တာ။ကြည်ကျဲလဲဝါရဖြန့်ကြ။နင်တို့အဖေခေါ်နေတဲ့ BBC တောင်မှတရောင်းစားဖျက်ပြောက်ကင်ကြုံနေပြီ။ နော် BBC က OIC ပေးတာကန်းတာကိုစပြီးတရင်အမှောင်ချတရင်လိန်လေတဲ့အတွက်အခု BBC ရဲ့ CEO နဲ့ BBC ရဲ့ Director အမြင့်ဆုံးယာဒုယူထားတဲ့နှကောင်တော်မှယာဒုကလည်းနှုတ်ထွက်ပြီးထွက်ပြေးနေကြပြီပထမ BOE နောက် RFA အခု BBC တချိန်လုံးမြမပြည်သူတွေကိုတရင်အစိတ်တင်နဲ့စစ်တပ်နဲ့ပြည်သူကြအသက်ရှူသွေးခွဲတဲ့လေလိုင်းတန်လူသက်သမားတွေခင်ဗျားတို့အဖေခေါ်နေတဲ့အဲ့ဒီလေလိုင်းတန်လူသက်သမားတွေတောင်မှတရောင်းစားခွက်ပြောင်းနေကြပြီเนาะဆိုတော့ခင်ဗျားတို့လည်းတိတ်ပြီးတော့ ုံနေချင်းနဲ့ဝါဒမဖြန့်ကြနဲ့လောင်မြတ်ကျော်ဆိုလည်းဒီလိုပဲမိုးကုတ်ကပလောင်ကတီနီလာရေးကစစ်တက်လက်ထဲပြန်ပေးလိုက်လို့ကျွန်တော်တို့ရင်ကွဲပါရဲလို့ဖင်ပြေးပါရဲလို့เนาะသူ့ကိုကြည့်လိုက်အမြဲတမ်းပူလောင်ညာလောင်ပြီးတော့ဟောင်းတာဖြူဖြူထွေးဆိုလည်းသူဟောင်းလိုက်တာပဲလေးဖြူဆိုလည်းဟောင်းလိုက်တာပဲသူတို့အခုလက်ရှိနေတို့နို့เนาะမြင့်မြတ်တို့ချူးလေးတို့ဆိုလည်းသူတို့အုပ်စုဖွဲ့ပြီးဟောင်းကြတာတကယ်ဟောင်းစုတွေဖွဲ့เนาะငါနေတို့ပြောခဲ့တယ် နင်တို့ကတစ်တောင်ညနေကိုဆစ်ရှင်ရေးဆိုပြီးတော့မြောက်သုံးကောင်ကကြင်ညာတော့အာမဆားရဝါကမဲချောလဲရောထိုင်တယ်။တစ်တောင်ညနေကိုဆစ်ရှင်ရေးနဲ့ကိုကန်နဲ့ပလောင်ကနည်းမြေသိမ့်ပြီးရင်ရှမ်းမန်ဆစ်ရှင်ရေးအမည်နဲ့မန္တလေးပီဒီအက်ကိုစစ်ကူတိုက်ပြီးမန္တလေးမြို့ကိုသိမ့်ပြီးမယ်လို့ပြောခဲ့တဲ့ကောင်ကြီးကောင်မတွေဘယ်တင်ကန်ကောင်သွားတင်နေကြလဲ။နင်တို့မပြောခဲ့ဘူးလား။နင်တို့အပြီးဖြတ်မိတာတွေနဲ့နင်တို့ငွေဝယ်ကြုံအုပ်စုတွေအဲ့ဒီလိုဝါဒမဖြန့်ခဲ့ဘူးလား။မျောလင်းအကြက်မားတွေမပေးခဲ့ဘူးလား။နင်တို့အဲ့လိုပေးခဲ့တယ်လေ။ တစ်တော်ညာနဲ့ကိုစစ်စင်ရေးပြီးရင်ရှမ်းမန်စစ်စင်ရေးနဲ့မန္တလေး PDF ကိုကိုးကန်တဲ့ပလောင်ကစစ်ကူတိုက်ပြီးမန္တလေးကိုတိမ့်လို့မယ်လို့နင်တို့ဝါဒဖြန့်ခဲ့တယ်။နင်တို့အဲ့ဒီလိုဝါဒဖြန့်တဲ့တရင်အစိတ်တွေကိုယုံပြီးတကယ်မြေပြင်မှာတကယ်စစ်တိုက်နေတဲ့ဂျီဇက်နဲ့ PDF ဒေတာအသက်တွေတည်သွားတယ်။နော်။ကျမဒီနေ့အယောင်ဝယ်စာချုပ်တစ်ခုကျမစာချုပ်တစ်ခုစာချုပ်ချုပ်ချင်တယ်ကျမအတွေ့တစ်ခုဝင်လာကျမတို့နေ့စဉ်ဘဝတွေမှာကွန်ပျူတာအယောင်ဝယ်လုပ်တဲ့အခါစာချုပ်ချုပ်ကြရတဲ့အတိတ်သက်တွေလက်မှတ်ထိုးကြတယ် တတ်မဲ့ကုန်ပစ္စည်းတခုအယောင်းဝယ်လုပ်ထားတောင်မှစာချုပ်နဲ့လက်မှတ်ထိုးတယ်။မိမို့ရီဂျီဆက်ဆိုတဲ့လူငယ်တွေ PDF ဆိုတဲ့လူငယ်တွေလူအသက်ပေါင်းများစွာကိုအယောင်းဝယ်လုပ်တည်ပြီးတော့နင်တို့စစ်ကစားတယ်။နင်တို့မှစာချုပ်မရှိ။ရှင်တို့ဟိုတက်တော်ညာနဲ့ကုန်စာလုံးအေးစာတွေကပြောတယ်။အဲ့မှာဟောင်စီတို့အခွဲတွေအာပြောကြတာပြောကြတာတက်တော်ညာနဲ့ကုန်ဆိုပြီးအားနေမင်းနဲ့ပြောကြတယ်။အဲ့ဒီချိန်ကြီးကကျမမိတယ်။ခမရုံမှာဘယ်မှာလဲဖက်ဒရယ်။ဘယ်မှာလဲဖက်ဒရယ်ချတာ။ ဘယ်မှာလဲ Federal Agreement အခုတက်တုံညာနှစ်ခုပြီးရင်ကိုကတ်နဲ့ပလောင်ကစစ်ကူတိုက်ပေးမယ်လို့နင်တို့ပြောတယ်ဒါဆိုရင်ကိုကတ်ရဲ့ပလောင်ရဲ့နင်တို့ NUG အစိုးရချားထဲမှာဘယ်မှာလဲဘုံတဘုံတူညီချက်ဘယ်မှာလဲ Federal Charter ဘယ်မှာလဲ Federal Agreement ကျွန်မမေးတယ်လေခင်ဗျားတို့ညံ့မမိဘူးတာမန်ကွန်ပျူစီတကူရောင်းဝယ်လုပ်ထားတော့မှသဘောတူစာချုပ်ချုပ်ရတယ်အပေးယူရောင်းဝယ်မျှတယ်ခင်ဗျားတို့ PDF မြောက်များစွာဂျီစင်မြောက်များစွာ ဒေသခံပြည်သူတွေအသက်တွေမြောက်များစွာကိုအယောင်းဝယ်လုပ်ပြီးတော့စစ်ကိုကစားတယ်ခင်ဗျားတို့မှာသဘောတူညီချက်မရှိဘူးစာချုပ်မရှိဘူးဖက်ဒရယ်မရှိဘူးဖက်ဒရယ်ချတာမရှိဘူးဖက်ဒရယ် agreement မရှိဘူးခင်ဗျားတို့မှာဘုံသဘောတူညီချက်မရှိဘူးအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ဒီမှာကျွန်မ2023နဲ့စိန်ခေါ်ခဲ့တယ်အနုကြည်နဲ့ EAO ရအူတွေချားတဲ့မှာ Federal Agreement ရှိသလား Federal Charter ရှိသလားဘုံတဘုတ်တူညီချက်ရှိသလားကျမစိန်ခေါ်တယ်ဘယ်ကောင်ဖြော်ရဲလဲကျမစိန်ခေါ်ခဲ့တယ် ရှင်တို့တွေအကုန်လုံးကျမရဲ့ဗီဒီယိုဖိုင်ကိုဖြည့်ညက်ကန့်လုပ်နေတဲ့ကောင်းနေကောင်းမတွေရှင်တို့ကောင်းကောင်းသိတယ်။ကျမပြောတဲ့သတင်းလေးကိုလေကျမကိုချက်တဲ့လူတွေကျမတို့တက်မလို့ချက်တဲ့လူတွေဒါအကုန်လုံးနားမထောင်ရင်နားမထောင်ပဲနေမယ်။ဟိုဘက်ကဘုံကျုံအုပ်စုကကျမပြောသမျှအကုန်လုံးသူတို့နားထောင်နေ။တနေ့တနေ့မဟုတ်ဘူးဘာတင်မလဲဆိုတော့အမြဲတမ်းကျမကောင်းနေဝင်ပြီးတော့ချောင်းပြီးစောင့်မျောနားထောင်ပြီးတော့သူတို့ညံမိတဲ့လောက်ကိုဖြည့်ညက်ကန့်လုပ်ကြတာ။နော်မပြောခဲ့ဘူးလား။ ခင်ဗျားတို့မှာ Federal Charter မရှိ Federal Agreement မရှိခင်ဗျားတို့မှာဘုံသဘောတူညီချက်မရှိတဲ့အတွက်ဒီတစ်တုံညာနှစ်ကုံဆိုတာကပလောင်နေနဲ့ကိုကန့်နေစီမှာ PDF တွေရဲ့အသက်ကိုဘဝကိုခင်ဗျားတို့ထိုးကျွေးနေတာလို့ကျွန်တော်ပြောခဲ့ရလေရှင်းလို့မမြင်အောင်လားရှင်းလို့မညံမမြင်ရအခုလည်းပဲနော်တရားတော်ချီးမဲမရတဲ့အဖွဲ့ကဘာပြောလဲမန္တလေး PDF ကမိုးကိုကိုပြန်သိမ်းမှာမိုးကိုကိုစစ်တပ်လက်ထက်ကပြန်တိုက်မာတဲ့တရားတော်ချီးမဲမရဘူးတကယ်ဆိုမန္တလေး PDF ကအဲ့ဒီလိုမျိုး မုံကိုကငါတို့ပြန်ပြီးမယ်ဆိုပြီးပြောရမှာမဟုတ်ဘူးအန်ယူဂျီကပြောရမှာလေညလုံးအန်ယူဂျီအစိုးရကပြောရမှာမဟုတ်ဘူးလားမန္တလေးပြည်ပြကပြောရမှာမဟုတ်ဘူးနေဦးတော်လန်ရေးဆိုပြီးတော့ဒီဒီကျင်ညာတဲ့လေးနှစ်ပြည့်မှာသမရလက်ချီဝါပြောခဲ့တဲ့နေဦးတော်လန်ရေးတတိယလိုင်းစပြီဆိုဘယ်မှာလဲတတိယလိုင်းတကယ်ဆိုရင်အန်ယူဂျီကနေဦးတော်လန်ရေးတတိယလိုင်းအဖြစ်မုံကိုကငါတို့အန်ယူဂျီကပြန်သိမယ်လို့ပြောရမှာတေးရာတော်ချီးပန်းမရတဲ့မန္တလေးပြည်ပြကပြောရမှာမဟုတ်ဘူး အခု2025တလပိုင်းတုန်းကပြောခဲ့တာစကိုင်းတိုင်းထဲမှာအန်ယူဂျီအစိုးရရုံးဆိုင်မဲ့တမန္တာရုံးဖွင့်မယ်လို့လွင်ကိုလက်ပြောခဲ့တယ်ဘယ်မှာလဲအခု17လပိုင်းရောက်ပြီနှစ်ကုန်နေပြီဘယ်မှာလဲတလေတာတောင်ကြီးပန်းမရတဲ့အဖွဲ့တွေဂျင်းဆက်နဲ့ပီတီအက်ဘွားကိုခဏတို့ထိုးချွေးနေတာခဏတို့ကတကယ်တည်းရဲ့ခန့်နေပဲရခိုင်ဟိုစစ်တပ်ကဘယ်တော့ပြန်သိမ်းနိုင်မလဲဆိုတဲ့မေးခွန်းကြီးကျွန်မကွန်မန့်ထဲမှာအများဆုံးတွေ့ရတယ်ရခိုင်တိုင်းနဲ့ပတ်သက်လို့ရခိုင်တပ်တော်ဆိုတဲ့ AA ရဲ့နေဝင်ချင်းထုံးမြနိုင်တို့ခိုင်ဒုက္ခတို့ဘိန်းရာဇာတွေရဲ့ဇက်သိမ်းကန်းကိုကျွန်မပြောပါမယ် ဒီကြောင့်လာနေပတ်သက်လို့ AA ရဲ့နေဝင်ချင်းဆိုတဲ့ကောင်းကျင်နဲ့ကျမဗီဒီယိုသုံးခုတင်ထားတာရှိရင် YouTube မှာသွားပြီးနားထောင်လို့ရတယ်။2024ရှစ်လပိုင်းတုန်းကဘူးတီတော်မျိုးနဲ့ပန်းတော်ပြင်းတဲ့ချွေးစာတရားမှာ AA ကဘင်္ဂလီတွေကိုဒရုန်းနဲ့အစိုးလိုက်ပြုံးလိုက်ဘုံကျဲတက်ဖြတ်ခဲ့တဲ့အတွက်နေဆန်းလွင်တို့အဖွဲ့က AA ကို ICJ တင်လိုက်မယ်လို့ကျမကြိုပြီးပြောခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုရှိတယ်။ နေစန်းလွင်နဲ့ထွန်းခင်နဲ့ပေါင်းပြီးတော့အာရခန်ရိုဟင်ဂျာအမျိုးသားကောင်စီရခိုင်ကလားအမျိုးသားကောင်စီဆိုပြီးဖွဲ့လိုက်တဲ့အချိန်တုန်းကအဲ့ဒီအဖွဲ့ကတရားလိုပြုတ်ပြီးထွန်းမျက်နှာကိုတရားရုံးမှာအမှုဖွင့်ပြီးတော့ဖမ်းဝရမ်းထုတ်လိုက်မယ်လို့ကျွန်မကြုံသုံးသပ်ခဲ့တဲ့ရုပ်သားပိုင်းတစ်ခုရှိတယ်နောက်တစ်ခုက AA ရဲ့နေဝင်ချိန်အကြရှုံငန်းဟာ ICJ နိုင်ငံတကာရာဇဝတ်ခုံရုံးနိုင်ငံတကာတရားရုံးဖြစ်နေမယ်။ဒီမှာကြိုးပြောခဲ့တဲ့ပြီလိုခိုင်သုံးခုရှိတယ်။အခုတစ်ခါထပ်ပြောမယ်။အခု အေအေကစစ်ကြုံနေပြီစစ်ကြုံနေတဲ့အတွက်နောက်မှကျန်ခဲ့တဲ့မြေတွေနေမြေတွေကိုအာစာကအရှင်ချင်းချင်းရံဖြစ်နေတဲ့အတွက်ဧည့်သည်တွေကလူမဝပြီးတိမ့်နေကြတယ်ဒါကြောင့်မို့လို့ရခိုင်စစ်မျက်နှာနဲ့ပတ်သက်ရင်တက်မတော်ဟာအဲတမျိုးနယ်တဲ့ကိုခက်ခက်ခက်ခဲတိုက်ယူရလိမ့်မယ်။ကြံသောနယ်မြေတွေမှာတက်မတော်တဲ့နိုင်ငံရေးနည်းလမ်းရကပားစာမျက်နှာမှာ state actor ဖြစ်လက်မထောင်ပြီးတော့အေးအေးရဲ့ အာစာရေးလူမျိုးရေးပြိပခါတွေစီးပြိပခါတွေနဲ့မရှုနိုင်မတဲနိုင်ဖြစ်နေတဲ့အချိန်ကြောင့်မှတမတော်ဒီတဲတဲရှင်အဖြစ်ရခိုင်တမင်းတွေလုံးကိုပြန်ပြီးထိန်းချုပ်လိမ့်မယ်။ AA ရဲ့ကြာရှုံးကန်းသည် ICJ ဖြစ်လိမ့်မယ်။ ICJ နဲ့ပတ်သက်လို့အခုဘင်္ဂလီတွေကလည်းထုံးမြနိုင်လို့ဖွဲ့ကိုဘင်္ဂလီတို့သူတို့ဘင်္ဂလီတွေကိုလူမျိုးတုံးတတ်ဖားတဲ့တတ်ပါတယ်ဆိုပြီးတရားစွဲတယ်။ဒေါအောင်ဆန်းစုကြည်ကိုလည်းတရားစွဲတယ်။နော်ဒီဘင်္ဂလီရေးနဲ့ပတ်သက်လို့နှစ်နှစ်တုန်းကကျွန်မပြောခဲ့ဘူးလေ။ မနေ့တုန်းကထုတ်ခင်လို့အုပ်စုကအာဂျင်တီးနားတရားရုံးကနေပြီးတော့တက်မတော်ခေါင်းဆောင်ကိုဖမ်းဝရန်ထုတ်ဖို့သူတို့အမှုဖွင့်တိုင်ကြတဲ့အချိန်တုန်းကပြည်ဖြတ်မီဒီယာတွေဘုံကျုံအမျိုးယုတ်တွေအကုန်လုံးပြောကြတာမင်းအွန်လိုင်းကိုဖမ်းဝရန်ထုတ်တော့မယ်မင်းအွန်လိုင်းကို ICC တင်းတော့မယ်မင်းအွန်လိုင်းမြန်မာပြည်အပြင်ဘက်ကိုနော်မြန်မာပြည်နယ်နယ်မြေရဲ့အပြင်ဘက်ကိုခြေလှမ်းထွက်တာနဲ့နိုင်ငံတကာကဝိုင်းဖမ်းတော့မယ်ဆိုပြီးတော့ညှိနှိုင်းကြမ်းမာတွေနဲ့တရင်အမှားတွေပြကြတယ် ဲ့ဒီအချိန်ကကျွန်မပြောခဲ့တယ်။ဟုတ်ပြီ၂နောက်ဆက်ပေါ်မှာဘင်္ဂလီတွေကိုလူမျိုးတုံးတက်ပြတ်တဲ့အမှုနဲ့ပတ်သက်လို့တက်မတော်ကောင်းဆောင်ကိုတရားစွဲရင်အဲ့ဒီအချိန်ကာလကသမရဥထင်ကျော်လည်းတရားစွဲခံရမယ်လို့ကျွန်မကြုံပြောခဲ့တယ်။သမရအထက်မှာနေတဲ့ဒေါ်ဆန်းစုကြည်လည်းဖန်ဝရန်အထုတ်ခံရနိုင်မယ်လို့ကျွန်မကြုံပြောခဲ့တယ်။ရှင်တို့တွေအကုန်လုံးကငစားပဲမြင်ပြီးချိတ်ကိုမမြင်ကြဘူးခမရတို့အကုန်လုံးကမေယုံလိုင်းကိုဖန်ဝရန်ထုတ်တော်မယ်လို့သာပြောနေတာခမရတို့ချစ်တဲ့အောင်ဆန်းစုကြည်ကကျွန်မတို့ချစ်တဲ့ဦးမေအောင်လိုင်းက ရှင်တို့ခေါင်းဆောင်ရောကျမတို့ခေါင်းဆောင်နှစ်ယောက်လုံးကိုရှင်တို့နဲ့ကျမတို့ရံဖြစ်နေတဲ့အတွက်အင်းရှင်တွေရံဖြစ်နေတဲ့အတွက်ဧည့်သည်တွေကလူပေါင်းဝါပြီးဖောက်ရံထုတ်နေပြီကျမတို့တတိပြုကြပါလို့ကျမပြောပြောခဲ့တယ်။နော်အခုလည်းအဲ့ဒီဘင်္ဂလီတွေကိုလူမျိုးတုံးတက်ပြတဲ့အမှုနဲ့ပတ်သက်ပြီးတော့အေးအေးလေးဒီအမှုနဲ့ပဲစေရဆွေးမှုလူမျိုးတုံးတက်ပြမှုနဲ့နိုင်ငံတကာကြေးအယုံကိုရောက်နေမယ်။အင်းရှင်တွေရံဖြစ်နေတဲ့အတွက်ဧည့်သည်တွေအဲ့ဒီလိုလူပေါင်းဝါတာခံရမယ်။ ဒါတောင်မှခင်ဗျားတို့ကအဲ့ဒီကိုသွားပြီးအားပေးနေကြတာအခုလက်ရှိလည်းပဲဒီလိုပဲရခိုင်ထဲမှာအာစာလက်နက်ကင် ARSA တွေကတောင်းကျမ်းနေဟာအာစာကိုပဲစစ်တပ်ကပဲကြောထောင်နောက်ခံပေးထားတဲ့ပုံစံမျိုးခင်ဗျားတို့တလီတန်နဲ့ဝါးရားဖြန့်ကြတယ်ခင်ဗျားတို့မတွေးတာကငါတို့အင်ဂျင်နီယာဖြစ်နေလို့ဧည့်သည်တွေလူပေါင်းဝါတယ်ဆိုတဲ့အတွေ့ကိုခင်ဗျားတို့မတွေးကြဘူးစစ်တပ်ကမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့ပြည်ပြတတပြောတယ်ခင်ဗျားတို့အဖေခေါ်နဲ့အန်နုကြည်ကြပါပြောလေ။ຫນွေဥတော်လည်းအောင်မြင်တဲ့အခါရိုဟင်ဂျာကိုတိုင်းရင်းသားဖြစ်သတ်မှတ်ပေးမယ်။ ဒါဆိုရင်အခုရခိုင်မှာလက်နက်ကင်တိုက်နေတဲ့အာစာကိုကြောထောင်နောက်ခံပေးနေတာခမရတို့အန်ဒူဂျီဆိုတာရန်ပေါ်လွင်နေ။နော်ဒီလူမျိုးနယ်အမှုကရှင်တို့ကျမတို့အားလုံးကိုနှွေပတ်နေတာနော်။ဒီနောက်ဆက်ကွန်ကနေစပြီးတော့နောက်ဆက်ကွန်တော့ကလည်းဒီလိုပဲကျွန်မအဲ့ဒီအတုံးကလည်းပြောခဲ့တယ်အရင်တုန်းကလည်းပြောတယ်အခုလည်းထပ်ပြောမယ်နောက်ဆက်ကွန်၅လပိုင်းမှာဖိလစ်ပင်းမှာဖိလစ်ပိုင်နိုင်ငံမာရာဝီမြို့ကိုအလန်နဲ့တည်လွှင့်ပြီးဂျီဟတ် တွေလုပလိုက်တယ် ဂျီဟာလုတ်တယ်ဆိုတာဘာလုတ်လဲခဏတို့သိတယ်နော်အသေးသေးပြောရင်ဗီဒီယိုဖိုင်ဖြတ်ခံရမှာဆိုလို့2019 5လပိုင်းမှာဖလော်ပိုင်နိုင်ငံမာရာဝီမြို့ကိုတမျိုးလုံးအလံနဲ့တည်းရွှင်ပြီးတော့သူတို့ဂျီဟာလုတ်ပြီးတင်လိုက်တယ်ဒါအကြောင်းမို့လို့ဖလော်ပိုင်သမ္မတဒူတာဒီက5လကြာစစ်စင်ရေးဆင်နွှဲပြီးအဲ့ဒီမြို့ကိုပြန်တင်ရတာဖလော်ပိုင်မှာအဲ့ဒီလိုဖြစ်ပြီးမရှိမနာကျွန်တော်ရခိုင်ပြည်နယ်မှာဂဲကင်းစကန်30တညတဲ့တိုက်ခိုက်ခံရတယ်ကျမတို့မြို့မှာတမတော်ကအချိန်မီထိန်းချုပ်နိုင်လို့ဒါ ဖိလစ်ပိုင်နိုင်ငံမာရာဝီမြို့လိုတမျိုးလုံးအလံနဲ့တည်းလွှင့်တဲ့မြင်ကွင်းမျိုးမကြုံခဲ့ရတာခမတို့တာကိုမမိနဲ့ဟုတ်ပြီလားနော်ဆိုတော့ကျွန်တော်ချက်တဲ့ဘောင်ဆိုင်ကျူကြီးကျွန်တော်တို့ချက်တဲ့ဦးမေအောင်လိုင်းအခုလက်ရှိမှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့ AA ထုံးမြတ်နိုင်တို့ဘေးရတာဖွဲ့အားလုံးတည်အဲ့ဒီဘင်္ဂလီတွေကိုလူမျိုးတုံးတက်ဖြတ်တဲ့အမှုနဲ့ ICJ ICC အဲ့ဒီမှာရောက်နေကြပြီ AA ဘက်က မေရိကန်တောထောင်နောက်ခံတဲ့ဘင်္ဂလားဒေ့ရဲ့အမတ်10တက်ရင်အမတ်ဆက်ကွန်တက်ရင်အမတ်24တက်ရင်တက်ရင်3ရင်ကစစ်ကူတိုက်ပေးတော့မယ်အေအေနဲ့ရခိုင်ကျမ်းပတ်ဖွဲ့အေအေနဲ့ချင်းတဘုံစီရန်နဲ့ကိုဘင်္ဂလားဒေ့အမတ်10အမတ်ဆက်ကွန်အမတ်24ဒီတက်ရင်3ရင်ကဒရုန်းနည်းပညာတွေအကူအညီပေးတော့မယ်ရိတ်ခါနဲ့စားနဲ့ရိတ်ခါနဲ့စေဝါတွေထောက်ပံ့ပေးတော့မယ်ဆိုပြီးတော့ခမရတို့ပြည့်ပြည့်မိသားစုငွေဝဲကျွန်းတွေဘုံကျွန်းအမျိုးရုပ်တွေတစ်ဖွဲ့လုံးဝါးတာဖြန့်ခဲ့ဘူးတဲ့ အခု2025ကလေးလပိုင်းလုံးကဝါရဖြန့်ခဲ့တာ TN Media ကဦးသိမ်းမြတ်တို့အသက်ကြီးပြီအချိန်မစည်းတဲ့အဖိုးကြီးရဲ့ရှေ့လုံးကပါတယ်အဲ့ဒီအချိန်လုံးကလည်းကျွန်မပြောခဲ့တယ်ဒါလုံးဝမဖြစ်နိုင်ဘူးဘယ်နည်းနဲ့မှဘင်္ဂလားဒေ့ရှ်စစ်တပ်က AA နဲ့ CN နဲ့ကိုအဲ့ဒီလိုလူလက်နက်ရိခာစေဝနီးပညာအကူအညီလုံးဝမပေးနိုင်ဘူးဘာလို့လဲ AA စတိတ်အကြမဟုတ်ပါဘူးလို့ကျွန်မပြောခဲ့တယ်ခင်ဗျားတို့မယုံရင်ကျွန်မ YouTube channel မှာတွားပြီးနားထောင်ကြည့်လို့ရတယ် နော်နောက်တစ်ခုအမေရိကန်ကဘင်္ဂလားဒေ့ရှ်ကနေတဆင့်ရခိုင်ပြည်နယ်ကိုတိုက်ရိုက်လူသားချင်းစာနာမှုဇင်းကြံပေးအပ်တော့မယ်အေးကနဲ့ခင်ဗျားတို့ပြောခဲ့တယ်အဲ့ဒီခြုံတော့လည်းကျွန်မပြောတယ်ဒီအစည်းအဝေးလုံးဝမဖြစ်နိုင်ဘူးလို့ကျွန်မကြိုပြောခဲ့တယ်သွေးစွန်းသောဇင်းကြံစီမံကိန်းလုံးဝမဖြစ်နိုင်ဘူးအေးရနော် legitimacy မဟုတ်ဘူး legitimacy မရှိဘူး state actor မဟုတ်ဘူးဒါကြောင့်မို့လို့အဲ့ဒီဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ ဘင်္ဂလားဒေ့နယ်စပ်ကနေအေးအေးဝို့ဓာတ်ရိုက်အကူအညီပေးမယ်ဆိုတာမဖြစ်နိုင်ဘူးလို့ကျွန်မကြိုပြောခဲ့တယ်။ဒါကအဓိကဘာလို့ပြလဲဆိုရင် state attorney နဲ့ state attorney ကြားထဲကကြွာချချက်။ဒါကြောင့်မလို့အခုအေးအေးခေါင်းဆောင်ထွန်းမြတ်နိုင်ဘင်းရစာဖွဲ့ဖန်ဝင်အထုတ်ခံရတာလို့နော်ဘင်္ဂလားဒေ့လူမျိုးတုံးတပ်ဖြတ်မှုနဲ့နိုင်ငံတကာရာဇဝတ်ခုံရုံးကိုရောက်တဲ့အခါလက်ရှိရခိုင်ပြည်နယ်ထဲမှာလေ ARSA လို့ဧည့်သည်တွေကလူပေါင်းဝနေတဲ့အခါမျိုးမှာနိုင်ငံတော်ရဲ့ state attorney ဖြစ်တဲ့နိုင်ငံ တက်မလို့ဒီနိုင်ငံတကာစစ်မျက်နှာမှာနိုင်ငံတကာဇက်ခုံမှာနိုင်ငံတကာစာမျက်နှာမှာဆွေးနွေးပြီးတော့နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုရယူပြီးရခိုင်တပြည်နယ်လုံးကိုပြန်ပြီးထိန်းချုပ်ပါလိမ့်မယ်။